မင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခါမျှဝေပေးသွားမှာကတော့လေယာမြေကိုအယောင်းဝယ်ပြုလုပ်တဲ့အခါဥပဒေနဲ့အညီတရားဝင်ဖြစ်အောင်ဘယ်လိုစာချုပ်ချုပ်ဆိုရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးအယောင်းဝယ်ပြုလုပ်မဲ့မြေဧရိယာအတွက်တတိခံမြေပုံတရား9106ကိုတက်ဆိုင်ရာမြို့နယ်မြေစည်ရင်းရုံးမှာတွားရောက်လျှောက်ထားရမှာဖြစ်ပါတယ်ခင်ဗျာ။တတိခံမြေပုံတရား9106ရရှိပါက ရက်ွက်ဒုမဟုတ်ကြေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ အယောင်းဝယ်စာချုပ်ချုပ်ဆိုပေးရန်တွားရောက်လျှောက်ထားရမှာဖြစ်ပါတယ်ခင်ဗျာတွားရောက်တဲ့အခါယူဆောင်သွားရမယ့်စာရွက်စာတမ်းများကတော့ပုံစံခုံမူရင်းနဲ့တက်တည်ခံမြေပုံ105မြေပုံ2ပုံမြေယာဇဝင်106တမတ်တစိကောင်းခွန်ထမ်းဆောင်ထားသည့်အယောင်းဝယ်စာချုပ်အတိတက်တည်2ဦးနှင့်ဘင်းတို့၏မှတ်ပုံတင်များကိုယူဆောင်သွားရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအခါရက်ွက်တို့မဟုတ်ကြေးရွာအုပ်စု လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကစာချုပ်ချုပ်ဆိုပေးပါလိမ့်မယ်ခင်ဗျာစာချုပ်ချုပ်ဆိုပြီးသွားပါကထိုစာချုပ်ကိုရပ်ပေါင်း120အတွင်းမြို့နယ်မြေစီရင်ရုံးမှာတွားရောက်၍စာချုပ်မှတ်ပုံတင်ရမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဗဟုသုတရရစီမဲ့ဥပဒေများကိုလည်းဆက်လက်မျှဝေပေးသွားပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်